အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ရဲ့ဗီဒီယိုလေးမှာမျှဝေပေးခြင်းနဲ့အဓိကအကြောင်းရင်းကတော့ကျွန်တော်ရဲ့လုပ်ငန်းအတွေ့အကြုံလေးတွေပဲဖြစ်ပါတယ်လုပ်ငန်းအတွေ့အကြုံလေးတွေဆိုပေမဲ့လုပ်ငန်းကတော့မများပါဘူးကျွန်တော်ပထမလုပ်ငန်းတစ်ခုနဲ့အခုလောလောဆယ်လုပ်တဲ့လုပ်ငန်းတစ်ခုနှစ်ခုပဲရှိပါတယ်လုပ်ငန်းပထမလုပ်ငန်းလေးပေါ့လေပထမလုပ်ငန်းကကျွန်တော်ယုံသေးလေးယုံသေးဆိုတော့တရုတ်လုံးမှာကျွန်တော်တို့လူက၁၀ယောက်၁၁ယောက်လောက်ပဲရှိတယ်၁၀ယောက်၁၁ယောက်လောက်ပဲရှိတယ် အဲ့မှာဘာလဲလောက်တာလဲဆိုတော့စကိုဘီဆိုင်ကင်ဆိုင်ကင်မှာခြေနင်းပြားလေးဆိုခြေနင်းပတ်လို့ပြောရမှာဘောနော်ခြေခြေတော့တင်နေဟာလေးလေတင်နေအဖက်ကလေးတွေကိုသူတို့ကမိဖို့နဲ့ကဲအိုးရှိတယ်ကဲအိုးနဲ့မိဖို့မိဖို့ကလည်းကျွန်တော်ဒီဘယ်လိုလဲအထက်ထက်နဲ့လေတထအတန်အတန်မိဖို့ပေါ့တထနဲ့ထပ်သုံးတက်ရှိမြဲသုံးတက်တန်မိဖို့ထဲမှာသူတို့ကပုံစံခွဲ့ပုံစံခွဲ့ကလည်းတထုခွဲ့ပေါ့နော်တန်ခွဲ့တော့မဟုတ်လားတထုခွဲ့ပုံစံခွဲ့ထဲမှာ လိုလိုချင်တဲ့ဒီဇိုင်းကိုထည့်လိုက်တယ်။ဒါနဲ့ကျွန်တော်ပုံလေးပြပေးမယ်ပေါ့နော်။ပုံလေးဒီဗီဒီယိုထဲမှာထည့်ပေးထားမယ်။အဲ့ဒီလိုမျိုးလေးကိုသူတို့ကဆေးဟိုရာဘာရည်နဲ့ရာဘာရည်နဲ့အယောင်နဲ့ရောဆက်ပြီးသူတို့ကဒီ gas နဲ့ဟွာမျိုးပေါ်ထဲမှာပုတ်လိုက်တယ်ပေါ့လေ။ပုတ်လိုက်တော့ထွက်လာတဲ့ဟာလေးကိုเออถั่วละไอ้อะตะเผ็ดก็หลุดเลยตัวเราก็จะปุ๊บแยกปุ๊บแยกสรตัวเราตะแยกกูตะแยกกูเราก็ว่า1500 2000รอบ အဲ2000လောက်တိတော့မဟုတ်ဘူး1000ကျော်1500အဲ့လောက်တိကိုရတယ်တော်ပုတ်ပြရလေအဲ့ဒီတော့ကျွန်တော်အဲ့အဲ့ဒီကသူတို့ကအဲ့လိုလှုပ်လိုက်တဲ့ဖုတ်လိုက်တဲ့ဟာလေးကိုကျွန်တော်တို့ကကြတော့တတ်တာတတ်တယ်ဆိုညက်တယ်ဗောလေဘေးမှာအဖက်ကလေးပိုနေတဲ့အစွန်းစားလေးတွေကျွန်တော်တို့ကအဲ့ဒါကိုတတ်ရအောင်ကချင်းနဲ့ညက်ရတယ်ကချင်းနဲ့ညက်ပြီးတော့အဲညက်လို့ပြီးသွားတဲ့ဟာလေးကိုဟိုစက်ကိုဗလာဗောလေအဲ့ဒါလည်းသူတို့ကုန်ချမ်းတခြားစိတ်ယုံကြီးကနေယူတယ်ရလာတဲ့ကုန်ချမ်းသူတို့ဆိုင်နေသူတို့ဗောဗျာ ရလာတဲ့စကူဒီစိတ်တုံးဒီစကူဘီဆိုစကူဘီ2ဂရမ်ဖီလာနိုဆိုရင်ဂရမ်ဖီလာနို2အဲ့လိုမျိုးထူထားတဲ့ဒီစိတ်တုံးကိုစိတ်တုံးစာရွက်နဲ့ကျွန်တော်ကပါကင်ထုတ်ရတယ်ပါကင်ထုတ်တယ်ဆိုတာလည်းဒါဆက်နေမဟုတ်ဘူးနော်အိမ်လုံယုံလေးကိုကျွန်တော်ပြောပြနေတာအိတ်ထဲထည့်ပြီးတော့စတာဘလာနဲ့ကုတ်လိုက်တယ်ပေါ့လေကုတ်လိုက်တယ်အဲ့မှာသူကဒီဇိုင်းမျိုးမျိုးထွက်တယ်ပြီးအမျိုးအစားတွေက scope ရှိမယ် grand filano ရှိမယ် ပြီးရင်နောက်ထပ်စုမတော့ဟိုပြီးတော့နောက်ထပ်ဘာရှိသေးလဲနောက်ထပ်ရှိသေးတဲ့ grand villa နုမကမှာလေကျွန်တော်တို့ hybrid နဲ့ yoyo grand villa တို့ရှိမယ်နော်ပြီးရင်စကိုးပြီးမှဆိုရင်2025ရှိမယ်2021ရှိမယ်ပြီးရင်2019ဆိုတာလည်းရှိသေးတယ်ဟိုအဆက်ဆက်ထုတ်ခဲ့ရပါတယ်ပြီးရင်နောက်ထပ်တရားစုမစုမမှာတော့တမျိုးပဲရှိမယ်ပြီးရင်နောက်ထပ်ဘာရှိသေးလဲဆိုတော့ဟောသူက ပို့ပြီးတော့လာတဲ့ဟိုအယုတ်တယ်လေကျွန်တော်ဒီမကီမောက်တို့ပြီးရင်နောက်ထပ်ဘာ Hello Kitty တို့အဲ့လိုပုံစံမျိုးလေးနဲ့တတရလလလေးလောက်တာရှိတယ်အဲ့ဒါကဈေးတဲ့ကြီးတယ်ဟိုတကယ်ပတ်စံရှိတဲ့လူတွေဟိုတုံတာပေါ့နော်အဲ့ဒါအဲ့ဒါမျိုးလေးအနေတော့နေတယ်သူထုတ်တာလေညာတော့အပြင်တော့ကျွန်တော်ဒီပုံမှန်ပုံမှန်လေးတွေထုတ်တယ်ပြီးတော့ပြင်ကလစ်125နဲ့ကလစ်150ဆိုရတယ်အဲ့ဒါကြီးထုတ်တယ် အဲ့ဒီအဖက်ဒီခြေနင်းခြေတဲ့ဆံကဲရဲ့ခြေနင်းမှာထားရတယ်ပေါ့ဗျာအဲ့ဆိုအဲ့ဒီဆံကဲခြေနင်းမှာထားတဲ့အဖက်ဒီငိုတူကအဲ့ပက်ကက်ထုတ်ပြီးရင်အဲ့ဒါတွေကပါလဲဆိုကျွန်တော်မြန်မာဘက်ကိုပို့ရရှိတယ်ကျွန်တော်မမီးတော့ဆိုတော့မြန်မာဘက်ကတို့ဒီမော်လမြိုင်နီမော်လမြိုင်ဘက်ကမာလာရှိတယ်ရဲ့အဲအထက်မှာစင်းရင်းနဲ့မှရေးတာပေါ့လေနောက်တစ်ခုကကျွန်တော်ဒီကမ္ဘောဒီးယားဘက်ကမ္ဘောဒီးယားဘက်ကိုပို့ရတာရှိအဲ့လိုလေးတွေပေါ့လေ အဲမများอยู่တော့သူကတပတ်တပတ်ကိုထောင်နေကြည့်ပြီးတော့ယူတယ်ဟိုကျွန်တော်အတွေ့အကြုံလေးပေါ့လေအဲအဲ့ဒါကျွန်တော်တို့ပဲခြံလုပ်တဲ့ဟာလေးအဲ့ဒါလေးอ่ะအဲ့ဒါတဲ့အပြင်ကျွန်တော်ဒီယုံလေးထဲမှာ နောက်ထပ်ရှိတဲ့ဟာကျွန်တော်တို့အယုတ်တေးလေးတွေမကီမောက်တို့ပြီးရင်နောက်ထပ်လာပူပူလို့မျိုးလေအဲ့လိုအဲ့ဒါကဘယ်လိုလဲဆိုတော့အဲ့ဒီအယုတ်ကလေးတွေကိုပုတ်ပြလုပ်တဲ့လူတွေတတ်တတ်ရှိတယ်တောက်နေတော့ကျတော့ကျွန်တော်ပြောတာအဖက်ကြီးတွေလေး အဲဆိုက်ကရှင်နင်းပြကြီးကြီးတွေကိုပုတ်ပြလောက်တာအခုကကြတော့အယုတ်တသိလေးတွေကိုသူကအဲရာဘာကျွန်တော်အမုတ်နဲ့ပဲဖြိုထားတဲ့ဟာနဲ့ပဲပေါ့ဗျာအဲ့ဒါလေးကိုသူကအယုတ်ကလေးတွေပုံစံကောထဲမှာလုံးပြီးတောင်းတော့လောက်ခဲထဲမှာပြီးဖို့လိုက်ဥမာတကတ်ကို၈ခုဆိုလဲ၈ခု၁ခုဆိုလဲ၁ခုရှိတယ်ဗျာအဲဆိုတော့သူကအဲ့ဒါလေးတွေကိုလောက်ပါပုံစံကွဲလောက်တယ်အဲ့ဒါလေးကိုဘယ်မှာသုံးလဲဆိုရင်ကျောဒီအလူမီနီယံ နဲ့တန်ကိုအယောင်ဆိုးတာပေါ့လေအဲ့ဒါလောက်ထားတဲ့ဘလို့လဲ license လုတ်တဲ့ license ကတ်လုတ်တဲ့ cycle license တွေလေကျွန်တော်အနောက် cycle အနောက်ကမှာချိန်တဲ့အဲကားတော့မဟုတ်ဘူးနော်သူက cycle မှာပဲချိန်တဲ့ဟာမျိုးအဲအဲ့လို license ကတ် license ကတ်လုတ်တယ် license ကတ်လုတ်တယ်အဲ့ license ကတ်လုတ်တဲ့ချိန်မှာရိုးရိုးနဲ့အဲ့ဒီကတ်မှာအဲ့တောက်နေလုတ်တဲ့အယုတ်ကလေးတွေကိုသူက ကော်လေးနဲ့ကတ်တယ်ပြီးမှဟိုဈေးခွက်ထဲကိုတွဲနေပုံလေးအဲအဲ့လိုလေးတွေလှုပ်တယ်ပြောရရင်တော့လက်လှုပ်ရုံဟိုကိုယ်တိုင်လှုပ်တယ်ကိုယ်တိုင်ဖန်တီးတဲ့ပစ္စည်းလေးတွေပုံလေးကုန်ကျန်းနေရာကြတော့တခြားရှာယူတယ်ပြီးရင်ကိုယ်ရှာနေကုန်ကျော်ထုတ်တယ်အဲအဲ့လိုလေးပုံလေးဒါကပြည်တွင်ထဲမှာလည်းလည်းပတ်တယ်ဟိုနိုင်ငံခြားကိုလည်းတင်ပို့တယ်အဲ့ဒါကျွန်တော်လည်းတွဲမိတယ်ပုံနော်တွဲမိတယ်ဆိုတာငါတို့နိုင်ငံမှာလည်းအဲ့လိုမျိုး ဟိုရာဘာတွေစိုက်တာရှိတာပဲပေါ့စိုက်တာဆိုစိုက်ခင်းနေပေါ့လေစိုက်ခင်းဆိုတော့ကျွန်တော်တို့ဘက်ဒီအထက်ပိုင်းမြန်မာပြည်အထက်ပိုင်းနေမှာတော့ကျွန်တော်အမြင်လည်းမမြင်ဘူးရှိလည်းမရှိဘူးအဲဆိုဒီမွန်ပြည်နယ်ဘက်ဒီကရင်ပြည်နယ်ဘက်တွေမှာအဲဒီရာဘာတွေစိုက်တာတော့ဟိုသိရပေါ့လေရှိတယ်ပေါ့အဲဆိုဟိုထုတ်တာတော့ထုတ်မှာဒါပေမဲ့ဒီလိုမျိုးအချင်းအချင်းနဲ့ဆိုတာဆိုင်ကချင်းနဲ့မှာတက်တဲ့ဟာဆိုတော့ ဲ့ဒါထုတ်တာတော့ကျွန်တော်မမြင်ဘူးလေမြင်မြင်ဘူးဆိုတာလဲဟိုဘယ်လိုလဲဒီချိန်နှင်းညို့လဲတကူတကကြီးဘယ်သူကမှလဲတက်ပြီးတော့စီးမနေဘူးလေဒါပေမဲ့ဒီမှာကျွန်တော်အလားပါကိုကြိုက်ကြတယ်တန်တန်ရှင်ရှင်လာလာပါပါကိုကြိုက်ကြတယ်အများစုကလေလုံသေးလေးတွေဆိုရင်လဲကိုပိုင်လုတ်တဲ့ဟာလေးတွေပေါ့လေအဲ့လိုကိုပိုင်လုတ်တဲ့လုပ်ငန်းလေးတွေဖွင့်ဖြိုးတယ်အဲ့အတွက်ဆိုတော့ကျွန်တော်တို့တွေဒီတက်လာတဲ့လူတွေပေါ့လေဒါပါတော့ဘယ်သူပဲဖြစ်ဖြစ်ပေါ့အလုပ်ရှာတဲ့လူတွေအလုပ်လုပ်တဲ့လူတွေအနေနဲ့ကြတော့ ဒီကိုယ်ပိုင်လုပ်တဲ့လုပ်ငန်းတွေမှာဝင်ပြီးတော့အေးရတာပေါ့လုပ်လို့ရတာပေါ့နောက်တစ်ခုကကျတော့ကျွန်တော်ကအဲ့ဒီယုံသေးလေးရနေပေါ့လေယုံသေးလေးရနေကျွန်တော်ကပြောင်းလိုက်တယ်ပြောင်းလိုက်တဲ့ဆိုရလဲဒီကျွန်တော်စောစောတုန်းကဗီဒီယိုတွေမှာပြောခဲ့သလိုအော်ရာကမလဲပတ်တော်တဲ့အတွက်ကျွန်တော်နေကစားကားရနည်းနည်းမဟန်တော့ပေါ့နော်တပတ်ကိုကျွန်တော်နေရလာပိတ်နေတယ်အဲ့ဆိုတော့နိုင်ငံเจ้าမပို့ရတော့ဒီပြည်သူတန်းနေလေပတ်တခါကြတော့ပေါ်လာတယ်အဲ့လောက်ထိမကြတော့တဲ့ခါကြတော့ကျွန်တော်က ချာယုံကြီးတခုပြောင်းလိုက်တယ်ဗောလေအဲကျွန်တော်ဖဏတ်ယုံဖဏတ်ယုံဆိုတာကျွန်တော်အဲ့လောက်ထိတော့အများကြီးမသိသေးဘူးကျွန်တော်လုတ်တဲ့အဲ site ဗောလေကျွန်တော်လုတ်တဲ့ကျွန်တော်လုတ်ရတဲ့နေရာမှာကျတော့သူကအဲ့လိုပဲဟိုရာဘာဈေးတွေဗောနောရာဘာလိုမျိုးအစစ်စစ်စစ်တွေအဲ့ဒါတွေကိုသူကဟွာနဲ့ဆက်နဲ့ဗောနောပေါင်းနဲ့ဆက်နဲ့ပေါင်းလိုက်တယ်ပေါင်းလိုက်တော့ကျွန်တော်ဒီဖဏတ်ပုံစံနေဥပမာဗျာကွန်မန်ဒိုဖဏတ်ပုံစံဆိုကွန်မန်ဒိုဖဏတ်ပုံစံအဲအရာမျိုးမျိုးနဲ့ပေါ့လေအဲ့လို ညိုညိုကျွန်တော်ညက်ဖက်နဲ့လောက်တဲ့အာမျိုးအပြားတွေထွက်လာထွက်လာတဲ့ဟာကိုကျွန်တော်တို့တွေကအဲပုံနေတဲ့အဖက်တွေညက်ရတယ်ညက်ပြီးအေးခံအေးခံပြီးအေးခံပြီးတော့အေးဝပြီးဆိုတဲ့ခါကျရင်အိမ်နဲ့ထည့်ပြီးတော့တခြား site တခုတခြားဆက်လုပ်မဲ့ site တခုပို့ရတယ်ပေါ့နော် inner city ပဲကျွန်တော်သိပါသေးတယ်နောက်ကပြပြဆိုဆိုသိရင်လည်းညဝေသွားမယ်ပြောပြသွားမယ်အဲကျွန်တော်တည်တယ်ကျွန်တော်အုံနောက်ကလေးနဲ့သိမြင်တာတခုကတော့လေအများစုကသူတို့ကိုယ်ပိုင်လုပ်ငန်းလေးတွေကိုအားဆိုင်ကြတယ် သူတို့ထုတ်တဲ့ဟာပေါ့ကွယ်ထုတ်ကုန်ပစ္စည်းလေးတွေကိုကိုယ်ပိုင်ထုတ်လုပ်ကြတယ်လို့လေစားတော့တာလည်းထုတ်တယ်မှလူသုံးကုန်လည်းထုတ်တယ်အဲအိုးခွဲပကံပဲဖြစ်ဖြစ်ပေါ့လေအဲ့လိုလေးတွေလည်းကိုယ်ပိုင်တန်တိုင်းတစ်ပိုင်းနေထုတ်လုပ်ကြတယ်လုတ်ကင်ရင်ကြတယ်ပေါ့လေအဲ့အတွက်ကြောင့်မလုပ်ငန်းအခွင့်အလမ်းကပုံများနေတာပါလို့ဒီဗီဒီယိုလေးမှာကတော့ကျွန်တော်လုပ်တဲ့အတွေ့အကြုံလေးကိုကျွန်တော်ကမျှဝေထားတာကျွန်တော်အများကြီးလည်းတစ်ခုပြီးတစ်ခုအလိုကြီးပြောင်းနေလို့လည်းမဟုတ်ဘူးတစ်ခုဆိုတစ်ခုလေးကိုပဲတည်တည်ချာချာနဲ့ view the site ကလေး ကျွန်တော်တို့ကလှုပ်ကြတဲ့လူအဲ့လိုလှုပ်ရတာလည်းသဘောကျတယ်ပေါ့လေအသက်ကလေးကျွန်တော်တို့ကငယ်ရွယ်တဲ့လူမှမဟုတ်တော့တာအသက်16 19ဆိုတော့တလုတ်ပြီးတလုတ်ကူးပြောင်းနေမှပြေးလွားနေပြီမှဒါလှုပ်နေလို့ရတယ်ဒါကတော့ဒီဗီဒီယိုထဲမှာကတော့ကျွန်တော်ကကျွန်တော်လှုပ်ရတဲ့အတွေ့အကြုံလေးတွေကိုမျှဝေတာဖြစ်ပါတယ်ဒါကိုတို့ကိုဒါလှုပ်တဲ့လုပ်ငန်းလေးတွေကိုမျှဝေတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့မျှဝေမှုလေးတွေကလူချင်းမင်းတို့အတွက်အထောက်အပံ့ဖြစ်သွားစေမယ်ဆိုရင်ကျွန်တော်လိုင်းအဆက်ပိုင်းလေးနဲ့ပံ့ပိုးပေးခဲ့လို့ရပါတယ် ကြည့်ရှုပေးခဲ့ကြတယ်တအူးချင်းတယောက်ချင်းစုကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ